ေချာပေါက်ကတော့ကျမတို့စောက်လို့ရပစ္စည်းတွေရှားပါနေမယ်အလိုတလောက်မရဘူးအဲ့ဒါကြောင့်မလို့ဈေးတက်နေမယ်။နောက်အဲ့ဒါကြောင့်မလို့ကျမတို့ကဒီပို့ကုန် twin ကုန် license ဖြည့်လျှော့တာတော့လောက်ကိုလောက်အောင်ဖြစ်ပါလိမ့်ရှင်။ဒီနိုင်ငံတကာမှာတော့ bill back better ဆိုတာလေဒီဒီဆုံးရှုံးသွားပြီးတဲ့တက်စီသွားပြီးတဲ့အဆောက်အဦတွေကိုပြန်လည်ကောင်းမွန်တဲ့ပို့ပြီးကောင်းမွန်တဲ့ပုံစံနဲ့တိဆောက်တာပေါ့နော်။ငွေကုန်ချေးကြတော့များကောင်းများမယ်။အဲတော်တော်လည်း အဲဖွံ့ဖြိုးမှုကတဆင့်ပုံမြင့်သွားတာပေါ့ပြီးတော့အောင်မြင်သွားလို့ရှိရင်လေအဲဒီလိုအောင်မြင်ဖို့လို့အတွက်အောင်မြင်စွာနဲ့အဲဒီဒီပြန်လဲထူထောင်ရေးပြန်လဲတိဆောက်ရေးလုပ်ဖို့အောင်မြင်မြင်လုပ်ဖို့ပေါ့နော်ဒါအများရဲ့စုစည်းရဲ့အင်အားနဲ့ပေါ့နော်အဲကျွန်တော်တို့ဆောင်ရွက်ရမှာဖြစ်ပါတယ်ဒါတော်တော်များများကဒီပေါ့ကိုလုထွက်လုနိုင်ငံကြီးအရတော့တော်တော်အကဲဆက်တဲ့ကိစ္စဘာကြောင့်လဲဆိုတော့ဒီလက်နက်ကင်ပဋိပက္ခအကြောင်းစစ်မှုတမ်းဥပဒေရပါလိမ့်ရှိတယ်အဲ့တော့စစ်မှုတမ်းဥပဒေကိုကြောက်ပြီးတော့ဒုံရဒါတာတော်တော်များများကလည်း ဟိုတရားမဝင်ပေါ့နော်ထွက်ကြတာပြတော်တော်များတယ်အဲ့တော့တရားဝင်ပြပါအလုတ်ကန်ထွက်တဲ့ကိစ္စမှာကြတော့လဲ16နှစ်35နှစ်ကြာဘူးဒီပိတ်ပင်ထားတဲ့အပါကြတော့ဟိုပြောရရင်တော့နီလန်ပေါင်းစုံနဲ့ထွက်တော့ဒီလူငယ်တွေကအကာအကွယ်လဲမဲ့တယ်နိုင်ငံတော်ကရတဲ့ရတဲ့အတွက်အခွန်ဘန်တာဝင်ဝင်လဲနှစ်နာအဲ့တော့ဒါကြောင့်မလို့နိုင်ငံသားငွေဒီရှာဖွေတဲ့လုပ်ငန်းတွေဒီပြပအလုတ်ကန် ရှာဖွေခွင့်ပေါ့ဖွက်ခွင့်ကိုနိုင်ငံတော်ကစနစ်တကျဟိုထိန်းချောင်းပေးခြင်းအခုလိုပိတ်ထားတာတဲ့ပို့ပြီးတော့အကျိုးကျေးဇူးများမယ်လို့ဒါလေးကျွန်တော်ဆွေးနွေးပြခဲ့တာဒီကတော့လေကျွန်တော်တို့2021နိုင်ငံကြီးအပြောင်းလဲနောက်ပိုင်းမှာအခုလိုမျိုးဟိုဆွေးနွေးတဲ့စကားဝိုင်းတွေကပျောက်တလောက်ပြတ်သွားတယ်ဆိုတော့အဲ့ online မျိုးတွေအားလုံးပဲငလင်ဘေးနဲ့မေးဘေးတယ်မှာမျိုးဆုံးဂိမ်းဝင်ကြပါစို့ဆူတောင်းပေးနေပဲကျွန်တော်ရဲ့ကိုကြက် revolution channel ရဲ့ပြန်နေကြည့်ကြရပါလေဒီ radio reaction မလို့တော့ပေးကမှာတော့ယနေ့မေလ31ရက်နေ့စနေနေ့ရညပိုင်းတိနောက်ဆုံးရရှိတဲ့သတင်းချို့ကိုအချင်းချို့ဖော်ပြပြန်ဖြစ်နေတဲ့ tournament မျိုးတွေအားလုံးပဲအဆုံးနေရှိဖို့ဒီနေ့တက်တန်တောက်ဆူလိုက်ပါတယ်နောက်ဆုံးသတင်းပုံအနေနဲ့ကတော့ကြော့ဖြူတိုက်ပွဲမှာအားခက်တော်အေးဟာအသာစီးရနေဆိုတဲ့သတင်းဖြစ်ပါတယ်ဒီတမဗိုလ်မှူးချုပ်တူတည်ဆုံးပြီး ဥပိုလ်မူကြီးအပောင်ဝင်စစ်သား30ဦးထက်မနည်းအေကစစ်တုံးမှန်းဖြစ်ဖမ်းဆီးထားတာတွေ့ရှိရပါတယ်စစ်တုံးမှန်း30ဦးထက်မနည်းအေကဖမ်းဆီးနိုင်ခဲ့တဲ့စီရေးချီနေသိရတယ်လို့ဒေသခံတွေကပြောထားပါတယ်အေရထိုးစစ်တိုက်နေရမှုပါဘူးစကားစကားမြင်းမြင်းစင်းလာပြီးတိုက်နေတာစကားစားလက်စစ်ကြုံပြီးပြန်စုတ်မရတော့ပြိုပြဲဖြစ်နေတာဖမ်းမိထားတဲ့အရာရှိပိုင်းတွေရှိသေးတယ်အခုကကျွန်တော်တို့အတီးပြုတ်နေတဲ့တော့စင်းမပါပဲလို့လေဒေသခံတွေကပြောထားပါတယ်နောက်တစ်သတင်းမှာတော့စစ်အာဏာရှင်များသဆိုးမရှိရန်တော်လိုင်းတိုက်ပွဲမှာ အောင်မြောင်ရကုတ်ကြခဲဆက်လက်တိုက်ပွဲဝင်ကြရန် KND မြို့သားများကကွယ်တက် KND ရဲ့ဒူဦးစီးချုပ်ကိုမဝေးရနေပြီးတော့ KND ရဲ့တထောင်ချင်းဒိနေပြည်မှာသတင်းစကားပါတက်ကြုံလိုက်ပါတယ်ကျွန်တော်တို့မှာခက်ခဲပေါင်းများစွာဆက်လက်ပြီးရင်ဆိုင်ကြဖို့လည်းရှိတယ်ထို့သောစီယနာရှင်တွေသဆိုးရှိနေသည်မြတ်ကျွန်တော်တို့ပြည်သူလူထုနဲ့ကျွန်တော်တို့ဟာဘယ်တော့မှကောင်းကောင်းမွန်မွန်ညီညီချင်းချင်းချင်းသာသာမနေရဘူးဆိုတာအချင်းတခုကိုလည်းကျွန်တော်တို့နှလုံးသားထဲမှာခေါင်းထဲမှာအမြဲတမ်းတွဲမှတ်ထားဖို့လိုပါလို့ကိုမဝေးရပြောခဲ့တာဖြစ်ပါတယ်အကြောင်းတိုက်ပွဲတွေကိုအောင်မြင်အောင် ဒီကိုကြက်ခက်ဆက်လေတိုက်ပွဲဝင်ကြရင်၎င်းတနွန်းခဲ့ပါတယ်ကျွန်တော်တို့အလုံးတက်ညီလက်ညီနဲ့တူးဆတ်သွားမယ်ဆိုရင်တော့မကြခင်အောင်မြင်မှုပန်းတိုင်ကိုကျွန်တော်တို့ရောက်တော့မှာဖြစ်ပါတယ်လို့လဲ PNDF သူစစ်ဦးစချုပ်ကနေပြီးတော့အခုလိုမျိုးခံယူချက်ကိုရှင်းပြသွားပါတယ်။ဒါပြင်တော်လိုင်းခီမှာပြညာခံတောင်းခံပြီးဘုံဒံလေရင်ဘုံဒံများနဲ့လက်နက်ကြီးဒံများမှာပြညာခံပေးကတင်းရံဒံတွေမှာ၆ပံပေးနေတဲ့ပြည်သူလူထုတရက်လုံးကိုကျေးဇူးမှတ်တမ်းတင်ပြီးဘုံပြူချောင်းနဲ့ပြောဆိုပါပါတယ်။လူစားမရှိရင်ကျွန်တော်တို့ ီနေ့ဒီချိန်ထိဘာမှလုပ်နိုင်မှာမဟုတ်ပါဘူးဗျာအဲ့ဒါကြောင့်မလို့လူလူကိုတည်းဒီကနေ့၄နှစ်ပြစ်မှာအထူးတည်းပြည်သူတင်ကြောင်းပြောလိုပါတယ်လို့လည်း၎င်းကပြောထားပါတယ်ပင်ပန်းခံနေနာခံစင်းရခံအကက်ကဲမျိုးစုံကိုကျဉ်းကျဉ်းခံပြီးနေနေတာခီးအတူရှောင်းလန်းခဲ့တဲ့ရဲဘော်ရဲပန်ညီကိုညီမအားလုံးကိုလည်းဒီမှာပြလေးစားကြောင်း၎င်းကဆက်လက်ပြောကြားထားပါတယ်။သိမကြခင်ကာလမှာပဲရောက်ရှိလာတော့မယ်ကာလတွေမှာကျွန်တော်တို့လက်ထဲမှာဂန်းတွေကင်ထားတာမဟုတ်ဘဲနဲ့ပန်းတွေကင်ထားပြီးတော့ကျွန်တော်တို့တိုင်းပြည်ပြည်သူ ခုလူမှုတိုင်းဝမ်တစ်ခုမှာကျွန်တော်တို့ပြန်ဆောင်ကြမယ်လို့လဲ KND ရဲ့ဒူဦးစီးယူကသတင်းစကားပါခဲ့ပါသေးတယ်လင်ကြီးလုတ်ခတ်မှုကြောင့်ဘီလံမြေဆက်ယုံတဝက်ကျော်ရဆိုင်ခဲ့ရ၍ပြန်လည်တိဆောက်ရေးလုပ်ငန်းများလုတ်ခတ်ရန် မြေတမြေတို့ရဲ့ချက်ကြီးမားနေသဖြင့်နိုင်ငံတကာကိုကူညီတောင်းခံကြရန်အာဏာသိမ်းစစ်ကောင်စောင်းမင်းအောင်လှိုင်ကနေပြီးတော့နေပြီးတော့မှပြုလုပ်ခဲ့တဲ့ငလင်မေးလွန်မြမစီးပွားရေးပြန်လည်ကူစားခြင်းနဲ့ပြည်နယ်ဒူရောင်ချင်း၃သက်ဆွေးနွေးမှာပြောကြားခဲ့ပါတယ်။နောက်ထပ်သတင်းတွေမှာတော့ရန်ကုန်မှာတကောင်စင်းမှာစစ်မှုဒဏ်ရန်အကျုံးဝင်တဲ့လူငယ်များကိုရှာမရတော့လျင်ရက်ွက်အုပ်ချုပ်ရေးဖွဲ့မြမတောင်ဝင်ကန်လူအစားထိုးရှာဖို့ပေးရမည်ဟုဖေအုပ်ကနေပြီးတော့အမိန်ပေးညွှန်ကြားလိုက်ပြီးဖြစ်ပါတယ်။ ဒါဟာရန်ကုန်မြို့မှာသကောင်စင်းမှာပါတဲ့စစ်မှုတန်းရန်အကျုံးဝင်တဲ့လူငယ်များကိုရှမ်းမြရော်နဲ့ရက်ွက်အုပ်ချုပ်ရေးဖွဲ့များကတောင်းဝင်ခံရမိဟုပြည်ထောင်ဝင်ကြီးဌာနအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကယနေ့မှာအမိန်ပေးညွှန်ကြားလိုက်ကြောင်းမရန်ကုန်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကတရင်းမြစ်ကသိရှိရပါတယ်စစ်မှုတန်းခေါ်ယူမှုတနည်းပြည့်ခဲ့သည့်ယခုနှစ်မေလဇန်မှာပဲစစ်ကောင်စီကသကောင်စင်းမှာအခြေခံပြီးစစ်မှုတန်းရန်ကျုံးဝင်တဲ့လူငယ်များစာရင်းပြုစုသည့်စနစ်ကိုလုံးဝအပြည့်အဝပြောင်းလဲလိုက်ပြီး သက်ဆိုင်ရာမြို့နယ်ရက်ွက်အုပ်ချုပ်ရေးဖွဲ့များဟာစစ်မှုထမ်းရန်စင့်ခွဲမိလူငယ်များကိုဒကောင်စင်းပါအခြေအနေတိုင်းစီရင်စင်ကြစင့်ခေါ်ထားရန်နဲ့ဒကောင်စင်းပါစစ်မှုထမ်းရန်ကြိုးဝင်လူငယ်များကိုရှာဖွေမိရတော့တယ်သက်ဆိုင်ရာမြို့နယ်နဲ့ရက်ွက်အုပ်ချုပ်ရေးဖွဲ့များကမြို့လစဉ်ပေးရမည့်စစ်မှုထမ်းလူငယ်များကိုအိမ်မီရရှိဆောင်ရွက်ထားရန်ပြည်ဥကမင်ပေးရခြင်းဖြစ်ပါတယ်။မြန်မာမျိုးနဲ့နှစ်ရက်ကမှဆိုရင်စစ်မှုထမ်းမှုအကျိုးဝင်တဲ့လူငယ်ပေါင်း6000ကျော်ရှိတယ်။အဲ့ဒီလူငယ်တွေထဲမှာမှတင့်တော်တဲ့သူတွေကိုအများဆုံးစီရင်တင်ပြရမယ်။တကယ်လို့အဲ့ဒီလူငယ်တွေရက်ွက်ထမ်းမှာမရှိတာနိုင်ငံခြားထွက်နေတာတနည်းတကြီး တောင်းသွားတာတွေကိုသက်ဆိုင်ရုပ်ကအုပ်ချုပ်ရေးဘုရားတောင်းဝင်ခံရမယ်စစ်မှုထမ်းမဲ့လူငယ်စင်းရှိပြီးစစ်မှုထမ်းမဲ့လူမရှိတာမျိုးဖြစ်စေရဘူးဆိုပြီးတော့ကိုယ်စီတဲ့ကိုလူရှာထားမယ်ဆိုပြီးတော့လည်းမြန်မာကုန်းမျိုးတွေထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကနေပြီးတော့ဒီရှိရပါတယ်ဟွကောင်းလိုက်တဲ့စာသာအတိတ်ဟွဒီတချင်းကိုရေးတဲ့စာရေးစရာလေတကယ်ကိုဉာဏ်မျိုးမြင်ရှိတယ်လို့ပေါ့ငါဘဝအောင်များကြည်ရေးထားတာလားလို့ပြောချင်တာ အုတ်ကြီးဘွားမှာတွေးကြံအိုးဘဘကြီးစစ်ကောင်ပြီးအာနာစသိမ့်တဲ့အချိန်ရစလို့အနာမှာအပေါင်းသိမ့်တဲ့အချွေရံနဲ့အတိုင်းဝိုင်းနဲ့ညာလိုက်ရေးလာဟားလိုက်ပျော်လိုက်သားလိုက်သွားကျင်တဲ့ဒီသွားစားကျင်တဲ့ဒီသွားကဲကျင်တဲ့ဒီကဲဖဲကျင်တဲ့ဒီဖဲမကျင်တဲ့ကောင်ဟာလားအဲ့ကောင်သွားဖမ်းလိုက်ဗာမှုတက်လိုက်ကွတ်တီတဲ့ဘယ်ကောင်မှပြောရတဲ့ကောင်မရှိဘူး အချိန်မှာဘေးနာနှုတ်ပြီးကြတဲ့သူအများကြီးခုတော့လေဦးကြီးဘွားကျန်ကုန်းကောက်เสียတော့မရှိတော့တအားဟင်းဒုက္ခကဂျုံနဲ့လာလို့မင်းလည်းဖြီးရခတ်အောင်အေးပေါ့ခုချိန်မှာတော့ဘလူးမှလည်းအပြစ်ပြောလို့မရတော့ဒုက္ခရောက်တော့နားလည်းတရားမှမရှိတော့အေးပေါ့အချွေရန်နဲ့ချွေနိုင်မှရန်နိုင်ပါလေချွေပါလေရန်ညတာဝိုင်းပြီးတော့ 我还没去到，我去了，我还没人没见。我去了，别蹦操话的。毛爷爷，小关东，土门西路，刁门西路，撸来撸来，都看俺姑就不一样了，见。 တို့ဘွားလူလာဖို့ချိန်တန်ပြီတို့ဘွားလူလာဖို့ချိန်တန်ပြီကျေးဇူးရှင်အလေးစားညာနဲ့မူကောင်းကြီးရွယ်ပါမင်းကရွယ်စမ်းပါတို့ဘွားလူအခုချိန်မှာငါမင်းကိုရွယ်လည်းမရွယ်နိုင်ဘူးစောင်းလည်းမစောင်းနိုင်ဘူးတို့ဘွားလူငါမင်းကညှောနေတာဒီနေ့တနေ့လုံးဘာဖြစ်နေအောင်ကြီးကမင်းစီလာဘိုက်ကနေမှစဉ်းစားနေတနုံးလုံးခံစားနေရတယ်အဲ့ချိန်မှာငါမင်းကိုတွေးမိမင်းစီလာလိုက်နေနေမြက်ခွက်ဘာဖြစ်နေရလဲအခုချိန်မှာရောက် မဟုတ်ဟာမင်းကိုအူညီလို့ဩမဟုတ်ပူစမ်းတော့ဟာဘလောက်ပူရမလဲငါတော့တတော်မှာမင်းလောက်လာပြီလားဘာဖြစ်냐မဟုတ်မဟုတ်အူညီတောင်းလို့လည်းမရမရဘူးကူပါမယ်မင်းဆိုလို့ချင်းတသိန်းလောက်ပူလို့ရအခုဆိုငါဘေးနားမှာဘူးမှမရှိတော့ငါရှိပါတယ်ဦးကြီးကအေးမင်းတယောက်ကလွဲလို့ပေါ့အခုအချိန်မှာငါကြမ်းတနေတဲ့အချိန်မှာလာတဲ့လူကဒါဒါလုံအပ်တဲ့ချိန်မှာအကူညီတဲ့လူကကျေလို့ရှင်တယ်အကူညီလို့လို့ရှင်ဟိုကတော့ရှိတယ်ခိုင်မင်းဝင်ရှိတယ်ခိုင် ဩမေလိုကြီးကငါ့ဘာမထည့်နိုင်ဘူးဝေစားခိုင်းမလားသူ့အောင်လိုက်ဖို့ပေးရမလားဝေစားဝေစားဝေစားခိုင်းမလားငါ့ကိုမီးပါမယ်ဆိုပြီးတော့လေအတိုင်းသူ့ကလေးတွေချဲထဲမှာထားမှာမဟုတ်ဘူးဘာလို့လဲဆိုမရင်းချက်မှာဆိုနော်အဲ့ဒါထားမှာမဟုတ်ထားလိုက်တော့ထားလိုက်တော့အခုဟာငါနားမှာဘူးမှမရှိမယ်မရှိလားငါချင်းနေတယ်မင်းစဉ်းစားကြရင်ဒီကကိုမအိမ်လာကြစူညံနေရမှာကြော်ပါနေရမှာအခုချိန်မှာငါမှမရှိတော့ဘူးဟောအနားမှာဘသူမှမရှိတော့လားဘသူမှမရှိတော့လဲဆိုအချွေရည်နေမကောက်ဘူး ဆယ်ရင်းနဲ့လူတွေလည်းမရှိတော့ဘူးဘယ်ဆယ်ရင်းနဲ့လူတွေမရှိတော့တာဟုတ်မင်းစဉ်းစားကြည့်ကွာငါမှခေါင်းလေးကိုက်နေတယ်ဟုတ်နော်ငါဒီမှာစစ်မှုတန်းညာတောက်တာများလို့ဘယ်ရတာကွာအဲ့ဒါမနေ့တည်းကဖြေပြီးပါပြီလေငါပြောတာကကြော့တောက်ကြော့တောက်လို့ဝိုင်းပြီးတော့နေတယ်ဘဒူးမှမရှိတော့ဘူးဆိုတာရက်ွက်ထဲမှာငါအခုစီးရင်းနေကောက်ထားတဲ့ဟုတ်ချစ်ကောင်စီ စစ်မှုထမ်းမှုမဲစစ်ကောင်စီတွေပါရေလောက်ပြန်ပြီငါအဲ့ရောက်ပြောပြီးသွားတာဒီချိန်မှာငါတော့ပြောပြီးငါအချက်ရိုက်ယူအရင်တော့ကျေးဇူးရှင်ဆိုဂျေအခုတော့တိုင်းပြည်ကိုဂျေဝတ်ပြီးပြားနေအောင်လုပ်ပေးတဲ့ကျေးဇူးရှင်ဆိုမှန်တယ်အခုချိန်မှာတော့ငါငါပမာမကောင်းရင်ငါဘာလို့မကောင်းမှာမဟုတ်ဟုတ်လားပြောစမ်းမှာဘာလို့တွေမရှိတော့တာအခုမင်းစဉ်းစားကြည့်ခုခေတ်ကခုခေတ်နဲ့လည်းမတူတော့ဘူးအဲခုခေတ်ကစစ်ကောင်စီကဟုတ်လားစစ်မှုထမ်းခိုင်းတဲ့ဆင်းနေထဲ့တယ် ထည့်ပြီးရအောင်ခေါ်ပေးတယ်မရှိရင်လူသားတို့ကြီးထည့်ပြီးလိုက်อืมဒါအဲ့ဒီလူပဲထည့်နေတာအေးလေအဲ့လူသားထိုးတဲ့လူတွေစီကပဲမင်းနည်းနည်းတော့တော့မဟုတ်ရအေးအဲ့ဒါပြောတာဗောကွာအဲ့ချိန်တော့ရတယ်အခုကခိတ်ကပြောင်းသွားတယ်အခုကပါပြေခိတ်ကပြောင်းသွားပြီစစ်မှုတန်းထဲမှာပါတဲ့သရင်တိုင်းယူတိုင်းပဲပို့ပြီးလို့ရတယ်เออအဲ့ဒါဘာဖြစ်လဲမင်းစဉ်းစားကြည့်အခုဟာအနာဘယ်သူမှမရှိတော့အဲ့ဒီတကောင်စင်းထဲမှာပါတဲ့လူတွေ အောက်စစ်ကောင်စီစီးရင်ထဲမှာပါတဲ့လူတွေစစ်မှုထမ်းမှုတကောင်စင်းထဲမှာပါတဲ့လူတွေကအခုရက်ကွက်ထဲမှာမရှိတော့ဘူးဘယ်ရောက်ကုန်ဟမ်စီးရင်ထဲမှာလူတွေရှိတယ်အေးအဲလူတွေကဘယ်ရောက်သွားလဲရက်ကွက်ထဲမှာမရှိတော့ဘူးအော်ဒီတကောင်စင်းထဲမှာတော့လူတွေရှိတယ်လူငယ်တွေရှိတယ်လူငယ်တွေရှိတယ်နာမည်တွေရောရှိတယ်ဘယ်ရှိတော့မလဲအိုကြီးရေဂျပန်သွားတဲ့လူနဲ့စင်ကာပူသွားတဲ့လူနဲ့ထိုင်းမှာအလုပ်လုပ်တဲ့လူနဲ့အဲ့ဒါကြောင့်ပြောတာပေါ့ကိုတိုင်းပြည်ရဲ့အချင်းတွေကလည်းမင်းသိတဲ့အတိုင်းပဲအဲ့တော့သူတို့မရလို့ငါရက်ကွက်ထဲရရှိတဲ့လူတွေကိုလှည့်ပြီးကြုံဝါလူကိုဆွဲ ထိုးပြီးတော့ထဲ့မယ်လို့စဉ်းစားတော့လေအေးစစ်မှုရမ်းလေးကိုထိုးထဲ့မယ်လို့စဉ်းစားတော့လေရက်ွက်ထဲကျန်တာ60ကျော်ပူကြီးဘွားကြီးလို့နော်ဟိုအဖိုးအိုဘွားအိုအုံနာကျူးကန်းလှုပ်မရပဲ့မရနောက်ဆုံးกว่าရိုင်းရိုင်းပြောရရင်တို့ဟို မတမ်းမစွမ်းနေတော့ပဲရက်ွက်ထဲမှာကြံတော့တယ်ခလေးနော်ဘာလဲစီပြက်နေရာတွေရှိပါလေဘားတွေကလက်တွေရှိသေးတယ်လေအဲ့နေရာတွေပေါ်တာသွားဆွဲပေါ့အဲ့နေရာသွားဆွဲတော့ငါအတက်ခံမှာပေါ့ဒါပဲလို့လူကြီးသားသမီးတွေညာလူကြီးသားသမီးတွေနဲ့အဲ့မှာပြူစောထီးတွေပဲမင်းသိတဲ့အတိုင်းအပေါင်းဒလန်ကြီးပဲအဲ့မှာအဲ့လောက်တော့ချင်းနေစုံငါသွားငါရင်တက်ခံမှာပေါ့မင်းရလေအဲ့တော့ ဒီတချင်းရဲတဲ့လူကိုငါကျေးဇူးတင်နေတာငါ့ကိုများစောင်းရေးထားကြလားလို့ငါထင်ရတယ်ကွာအပေးနိုင်တဲ့သူတွေသူတို့နဲ့စကားပြောရတဲ့အခါမှာတကယ်လူသေးနဲ့ထိုင်ပြီးစကားပြောရတယ်လို့ပဲလို့ပြောခဲ့တယ်ဆိုအဲဒီစကားလေးကအမှတ်တရစကားလေးလည်းဖြစ်တယ်အခုချိန်ကြည့်လဲမြန်မာပြည်ရေးကိုလေ့လာတဲ့အခါမှာသုံးသက်တဲ့အခါမှာအာဆီယံအနေနဲ့ရောအားလုံးလေ့လာတဲ့စကားတစ်ခုလို့ကျွန်တော်ထင်တယ်ဘာကြောင့်လို့ပြောရလဲဆိုတော့ဒီကွန်ယူကကျွန်တော်တို့သိကြတဲ့ဟလာမဆလာ ပါတီဥက္ကဋ္ဌ အာနာရှင်ဟောင်းဦးနေဝင်းဘ ෝජ ုတ်ကြီးနေဝင်းကိုနဲ့ကျွမ်းဝင်ခဲ့တဲ့1980 80ကာလတွေမှာမြန်မာပြည်ကိုလဲခဲ့မှုတွေသူ့ရဲ့ memoir တွေမှာသူ့ရဲ့အထုပ်ပတ်တည်ရဲ့စာအုပ်တွေထဲမှာလည်းအဲ့အကြောင်းတွေသူထည့်ရေးထားတယ်။ဆိုရင်သူကအဲ့ချိန်မှာတဲ့မြန်မာပြည်ကိုအရှတိုက်ခန်းဖြစ်အောင်အာရှရဲ့ကြားတကောင်ဖြစ်အောင်အဲ့ချိန်မှာစ조사နေတာထိုင်းတို့စင်ကာပူတို့မလေးရှားတို့အင်ဒိုနီးရှားတို့ကစ조사နေကြပြီ။နောက်နောက်ပိုင်းမှာဖြစ်လဲဖြစ်သွားတယ်။အဲ့ချိန်မှာသူကမြန်မာပြည်မှာသွားလဲလဲခိုင်းမှာ။ ဥနေဝင်ပြောခဲ့တာကောက်တီအိုင်းနဲ့ဖြစ်ဖြစ်တွေ့တဲ့ခါကဖြစ်ဖြစ်ပြောတာမြန်မာပြည်ကိုတကားဘွယ်မှာစီဝိုင်းပေါ်လစီတွေပြောင်းမှာဟာလာပြီးတော့ဒီကဘာလက်ခီးသွားလုပ်ငန်းတွေနဲ့အောင်မြောင်လုပ်ပါဆိုတာမျိုးတွေအများတိုက်တွန်းခဲ့ဒါပေမဲ့အဲ့ဟာတခုမှဖြစ်မလာခဲ့ဘူးပေါ့နော်အဲ့တော့တောင်ကရှိစေနောက်ပိုင်းအနောက်ပိုင်းကာလတွေမှာတော့တောင်ကရှိစေနောက်ပိုင်းကာလတွေမှာတော့အဲ့တော့ဝန်ကြီးချုပ်ဖြစ်လာတဲ့ဦးမောင်ခေါင်ကပြောခဲ့ဘူးတယ်စင်ကာပူလာလေတဲ့ခါမှာတိုင်းပြည်ဖွင့်မှာတူရီဇင်လုပ်ပါ ပြောခဲ့ဘူး။အဲ့တော့ဥမ္မာဟာပြန်ပြောတဲ့စကားတစ်ခုရှိတယ်။ကျွန်တော်အထက်ကိုပြန်ပြီးတင်ပြအောင်မယ်ဆိုတာမျိုးပေါ့နော်။ဆိုတော့အဲ့ဒီမှာအဲ့အဲ့လိုကာလဒီမှာဒီ1980 90ကာလဒီမှာကျွန်တော်တို့ကအေရှားတိုက်ကအေရှားတိုက်ကဆိုတာကျွန်တော်တို့မှာရှိတယ်။မြန်မာနိုင်ငံအဲ့ဒီအခွင့်အရေးကိုအခွင့်အရေးကိုလုံးဝလွတ်ခဲ့တယ်။နောက်တစ်ခုကနောက်တစ်ကြိမ်ပါလဲဆိုတော့နာဝတနာဖာကင်အဲ့တော့လည်းဘိုဂျိုကြီးတန်းရွှေတို့ဟာလာအဲ့တော့အဲ့တော့ကတကိုးထွားခဲ့တဲ့ဘိုဂျိုကြီးခင်ညူးလို့နဲ့သူနဲ့ဝင်းရုပ်လီကွန်ယူပေါ့အဲ့တော့တော့သူက senior minister ဖြစ်သွားပြီ။စကားပြောတဲ့ခါတိုင်းမှာတိုင်းပြည်အလိုပဲဆက်ပြီးတော့ဖွင့်ဖို့တကားဖွင့်ဝါဒကျင့်သုံးမှုဆိုရတာလုပ်ပေးခဲ့ပြောခဲ့ပေမဲ့အဲ့ဒါတွေကအကောင့်တဲမပေါ်ခဲ့ဘူးအပေါ်နိုင်ခဲ့ဘူးပေါ့နော်။မဆလာကိကနေနဝတနာဖာခေတလျှောက်လုံးနှစ်ပေါင်း30ကျော်ကာလမှာအကြံပေးခဲ့တယ်။တိုင်းပြည်ကိုပြောင်းလဲဖို့စီဝါရေးလမ်းဖွင့်ဖို့တကားဖွင့်ဝါဒကျင့်သုံးမှုခုမှဖြစ်မလာခဲ့ဘူး။ ဒါပေမဲ့1996မှာလည်းအဲ့လိုပဲဒီကွန်ဥပြောခဲ့တဲ့စကားတစ်ခုရှိတယ်မြန်မာနိုင်ငံမှာမြန်မာတက်မတော်သည်ဒါအောင်မြန်မာတက်မတော်သည်တော့ only institution အဖွဲ့အစည်းတစ်ခုဖြစ်တယ်အဲ့အဖွဲ့အစည်းတစ်ခုဒီတိုင်းပြည်ကိုတည်ငြိမ်အောင်ထိန်းထားနိုင်ငံတာဖြစ်တယ်အဲ့အဖွဲ့အစည်းရှိလို့တိုင်းပြည်က civil war လို့ခေါ် civil war လို့ခေါ်တယ်ပြည်တွင်းစစ်မဖြစ်ခဲ့ဘူးလို့သူကထွက်ပြောခဲ့ဘူးလေတကယ်လို့မြတ်ဒေါ်အောင်ဆန်းစုကြည်တဲ့အာဏာရခဲ့မယ်ဆိုရင်ကိုယ်တော်ချက်မှထွက်ပြောတယ်နော် တော်ဆန်းစုရအနာရခဲ့မယ်ဆိုရင်တော်ဆန်းစုရတော်ဆန်းစုရတိုင်းပြုထိနေမယ်မထင်ဘူးလို့အဲ့တော့ဒီကွန်ရောပြောခဲ့ဘူးတဲ့အဲ့တော့ဒီမီဒီယာတွေရောဒီအတိုက်ခံတွေရောအန်နီရီရောပို့တော့ရိုက်ပြီးတော့ဟဲ့လားဒီကွန်ကပြောတဲ့စကားတုံ့ပြန်ခဲ့ဘူးတဲ့ဒါပေမဲ့တကယ်တကယ်ကြတော့2010ကာလမှာ2089ကာလပေါ့နော်အဲ့ကာလဒီမှာလီကွန်ရွေးကိုယ်တိုင်ကမြန်မာပြည်စိတ်ပြက်လက်ပြက်နဲ့လက်နက်ချအရှုံးပေးရတဲ့အဆင့်တစ်ခုရောက်သွားခဲ့တာဒါကြောင့်လည်းသူက ီလူတွေကတကယ်ထုတ်ပေးပေးနိုင်တဲ့သူတွေအယမ်းကိုထူတဲ့သူတွေအယမ်းကို stupid ဖြစ်ပြီးတော့အလုံးမိုက်မဲတဲ့သူတွေသူတို့နဲ့စကားပြောတဲ့အခါကျတကယ်လူသေးကောင်းနေနဲ့ထိုင်ပြီးစကားပြောရသလိုဘဲလို့သူကသူ့ရဲ့မှတ်တမ်းမှန်ပေါ်တာတခုမှသူကရေးခဲ့တာဖြစ်ပါတယ်အဲ့ဒါကကျွန်တော်တို့အားလုံးကအမှန်ရစရာဖြစ်တယ်ဒီနေ့ဒီချိန်မှာဘာကြောင့်လဲဆိုတော့မြန်မာပြည်မှာဒီနေ့ဒီချိန်ထိဦးနေဝင်လဲလေခွင့်ယူဖြစ်ခဲ့ဘူးသူနောက်ကသူနောက်ကအုပ်ဆိုးခဲ့တဲ့သူတွေလည်း ူကလေကွင်ယူဖြစ်မလာခဲ့ဘူးတိုင်းပြည်ကတကယ်ကဘာမှာအရှင်းအောင်အားရှမှာတယ်မဟုတ်ကဘာမှာတကယ်အစင်းရဲဆုံးနိုင်ငံတစ်ခုစီးရောအခုထက်ကြီးဝင်သွားတယ်ငရဲပြည်မှာဆက်ပြီးနေရာဒုံးပဲဆိုတာမျိုးသွားပြီးတော့ကျွန်တော်ပြောချင်တာအဲ့ဒါအဲ့ဒါကိုကျွန်တော်ပြောချင်တာအဲ့တော့နောက်ပိုင်းခုန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 ကိုကျော်ခပြောသွားတဲ့မိကုံတော့ဆက်ဆွေးနွေးလို့ရပါတယ်ဟုတ်ပါတယ်ဟိုဟိုဆိုတော့ကိုအောင်တော်ပြောသွားတဲ့အတိုင်းဆိုလို့ရှိရင်ပေါ့လေဒီအခုအချိန်အထိ ASEAN ကလူသေးကောင်နေနဲ့ စကားပြောစိတ်ချပဲဆွနွေးနေတယ်မလုံးစကူကတ်နေတယ်ချင်းနေလို့ပြောလို့ရပါဘောမိကုန်ပြန်ပြီးတော့ပြန်ကောက်ရမယ်ဆိုလို့ရှိရင်တော့လာဒီအာဆီယံဥက္ကရာကဘာကြောင့်သူတိုးတက်မှုတွေရှိတယ်လို့ပြောလဲဆိုတာပြန်မနေ့စဉ်းစားစရာဖြစ်နေပါဘောလေဘာလို့ဘာလို့လဲဆိုတော့သူ ਨੇ ဒီအနာသိန်းကောင်းဆောင်နဲ့ဆိုလို့ရှိရင်ဒီဧပြီလထဲမှာဘန်ကောက်မှာတွေ့ဆုံခဲ့ကြတာရှိတယ်ဆိုတော့အဲ့ဒီတွေ့ဆုံပြီးတဲ့ NUG က NUG ကဟိုဟိုပြည်တော်စုဝင်ကြီးနဲ့လည်း တွေ့ဝင်ကြီးချုပ်နဲ့တွေ့ခဲ့တာပြည်ထောင်စုဝင်ကြီးချုပ်နဲ့ online နဲ့တွေ့ခဲ့တာရှိတယ်ပေါ့လေဆိုတော့အဲ့နောက်ပိုင်းမှာဟိုသူနဲ့တွေ့ပြီးပြန်သွားတဲ့အချိန်မှာပဲဟိုမြန်မာနိုင်ငံမှာစစ်တပ်ကအရေးပတ်ပြည်မှတ်တွေဖြစ်တယ်လားဒီဖုန်ကြီးကျောင်းတွေစာတင်ကျောင်းတွေစစ်ဆောင်စခန်းတွေနဲ့ဒီကြေးရွာတွေကိုဒီပြစ်မှတ်ထားပြီးတော့တိုက်ခိုက်ဘုံကျဲတာတွေပြည်သူတွေတော်တော်များများတေဆုံးခဲ့ရတာတွေကျွန်တော်တို့မျက်မြင်ကိုတွေ့တွေ့ခဲ့ရတယ်ပေါ့လေဒါတွေမကဘဲနဲ့မှာ လာအာဆီယံရဲ့5 point consensus ဆိုတဲ့ဟာကိုပေါ့နော်ဒီအချက်တွေနဲ့ပတ်သက်ပြီးတော့လေဘာမှတိုးတက်ပြောင်းလဲမှုရှိတာကိုကျွန်တော်မတွေ့ရဘူးဆိုတော့ဒါကြောင့်မလို့ခုနသူပြောတဲ့တိုးတက်မှုတွေရှိတယ်ဆိုတာကိုဘာကိုပြောလဲပေါ့ကျွန်တော်လည်းမနေ့စဉ်းစားနေရတဲ့အခြေအနေပေါ့လေအမှတ်ကသူ dance and stupid ပေါ့အဲ့လိုဘုံဆက်ကျဲတဲ့အချိန်မှောင်းနဲ့ရာကျော်သွားတယ်ဒီ earthquake ပြီးတဲ့အခါမှာငြိမ်းလွတ်ပြီးတဲ့အခါမှာလာဆိုတော့အဲကျွန်တော်အဲ့ဒီအချက်တချို့ပြန်ပြီးတော့ဆွတ်ထုတ်မယ်ဆိုရင်တော့ ဒီပြီးခဲ့တာအစီအစဉ်မှာစစ်ကောင်စီရဲ့နိုင်ငံရေးဝန်ကြီးတက်ခွင့်မရှိဘူးအစ်မြင့်ခေါင်းဆောင်တဲ့မြန်မာပြည်ရဲ့ဘယ်သူမှတက်ခွင့်မရှိဘူးပေါ့နော်အနမတ်တစ်ချက်တွေ့တယ်နံပါတ်2ကတော့ NUG ဘက်ကထွက်ပြောတာပါလဲဆိုတော့အားလုံးပါ inclusive dialogue dialogue တခုကိုအာဆီယံကချိုးပန်းနေရဖြစ်တဲ့ကြောင့်ကြိုးဆိုပါတယ်ဆိုတော့ထွက်ပြောတယ်နံပါတ်3သွားတွေ့တာက Anwar Ibrahim နေပြီးတော့ quiet diplomacy ဟာ quiet diplomacy လို့ခေါ်တယ် back door ပေါ့ အနောက်ွယ်မှာစကားပြောနေတယ်ပို့ပြီးတော့အောင်မြင်ပါတယ်လောက်ဖြစ်ပါတယ်လို့ပြောတယ်ရှင်းမှတကယ်ပြင့်နေဒါပေမဲ့အပြင်မှာပြင့်နေတာတွေဘုံကျဲနေတာတွေကျွန်တော်တို့တွေ့ရတယ်ဆိုတော့သူချိန်မှာ तू ကကြာရှုံးပါတယ်သူပြောလို့မရသူကအရင်တော့အစဉ်ဥက္ကဋ္ဌဖြစ်ခဲ့တဲ့လာအောင်တဲ့ကို तू ကပို့ပြီးတားတယ်ဆိုတာကလုတ်ပြခြင်းတယ်သူရဲ့တက်တန်းတစ်ခုတည်းမှာရှိတယ်နောက်တစ်ချက်သွားတွေ့ရတော့ ASEAN Special Invoice ဆိုတာခတ်မယ်အဲ့ Special Invoice ကို3နှစ်တက်တန်းရှိရမယ်ဆိုတာပဲ။တော့ပြောသွားရရှိတယ် နောက်ဆုံးတစ်ချက်ကတော့အာဆီယံအနေနဲ့လာမယ့်ဂျွန်လမှာလက်ချက်နိုင်ငံများကဝင်ကြီးရနေပြီးတော့ဟာနေပြီးတော့သွားပြီးတော့တက်ပတ်မယ်ဆိုရယ်တည်တယ်ပေါ့ဒါတွေကိုကျွန်တော်တွေ့ရလော်လောဆယ်အာဆီယံရဲ့ခုနပြီးခဲ့တဲ့အစည်းအဝေးမှာပေါ့နော်ဒါပေမဲ့ခုနကိုကျော်ဟောပြောခဲ့သလိုပဲ fiber consensus ကလည်းအလုံးမပြုဘူး accounting ဖော်နေတာကျွန်တော်တို့မတွေ့အောင်ဆက်ပြီးတော့ loaded လာနိုင်တဲ့အခြေအနေရှိလား ဆက်ပြီးတော့တိုးတက်လာနိုင်မယ့်အခြေအနေမရှိဘူးဒါပေမဲ့မကြသေးခင်ဖြစ်ခဲ့တဲ့ဒီငလင်းကိစ္စမှာတော့အာဆင်အာဟာစံတားနေပြီးတော့အကူညီတော့ပေးတာတွေတွေ့ရအဲ့အကူညီတွေအတော်များများကလည်းอืมဒီစစ်ကောင်စီ channel ရတယ်စစ်ကောင်စီလမ်းကြောင်းနေတွားတာတွေပဲဆိုတော့ကျွန်တော်တို့တွေ့ရတယ်